န်းနိုင်ငံဘန်ကောက်မြို့ကဆောက်လက်ဆအထက်30ရှိစီးရင်စစ်ချုပ်ယုံကြီးပြီးခဲ့တဲ့မတ်လ28ရက်ကစကိုင်းငလင်းနဲ့အတူပြိုကျသွားပြီးလူပေါင်း100လောက်သေဆုံးသွားရတာနဲ့ပတ်သက်လို့အစိုးရဝန်ထမ်းအယောက်80စုံစမ်းစစ်ဆေးခံနေရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ဝင်နှန်းတွေဟာအဆောက်အုံတိဆောက်ရာမှာလေလံအောင်တဲ့အဖွဲ့စင်းစစ်ယုံတိဆောက်ဖို့ရမုံငွေတင်ပြတောင်းဆိုတဲ့အဖွဲ့ ဇိုင်းပုံစံအနှံ့နဲ့အဖွဲဆောက်လုပ်ရေးအဖွဲနဲ့လုပ်ငန်းစစ်ဆေးရေးအဖွဲဝင်တွေပါဝင်တယ်လို့ DSI အထူးမှုခင်စုံစမ်းစစ်ဆေးရေးအဖွဲခေါင်းဆောင်ဘုံမူကြီးစူရဝစ်လန်းဆိုင်ကဂျွန်လ၄ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်မတ်လ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းကိုဗဟိုပြုပြီးအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာမှာ ထိုင်းနိုင်ငံဘက်ကတုံခါမှုတွေတက်ရောက်ပြီးတော့ဘန်ကောက်ကျတူးချက်နယ်မြေကဆောက်လက်ဆအထက်30ရှိနိုင်ငံတော်ငွေစင်းစစ်ချုပ်ယုံပြုကျသွားကြတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပြုံမှုမှာတေဆုံးပျောက်ဆုံးခဲ့သူပေါင်း100ကျော်ရှိပြီးပျက်စီးအဆောက်အုံရှင်းလင်းလုပ်ငန်းတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကတလခွဲကျော်ကြာဆောင်ရွက်ခဲ့ရပါတယ်ရှင်။